မင်္ဂလာပါ Healthy Kids Channel ကနေပြန်လည်ကြိုဆိုပါတယ်ကျမကတော့ဒေါက်တာတီနာပါဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ခလေးတွေမှာအဖျားကြီးလို့ရှိရင်ဖေဖေမေမေတို့အနေနဲ့ဘယ်လိုလှုပ်ဆောင်ပေးရမလဲဆောင်ရွက်ဆောင်ရွက်လေးတွေဘယ်လိုလုပ်သင့်လဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ် မ္မနိုင်ငံမှာတော့မိဘတွေအများစုကတော့ကလေးတွေဖြားပြီးဆိုလို့ရှိရင်သူတို့ကဘာကြီးအရင်လုံးလောက်ကြလဲပေါ့နော်အဲပထမဆုံးလောက်ကြတဲ့အလုပ်ကတော့သူတို့ပါရာစီတမောအဖျားကျစီတိုက်ကြရဲပေါ့ဟုတ်ပါတယ်မှန်ပါတယ်အဖျားကျစီတိုက်ပြီးဖို့လိုအပ်ပါတယ်ဒါပေမဲ့တခြားဆောင်ရွက်ဆောင်ရွက်လေးတွေတော့လုပ်ပြီးဖို့လိုအပ်ပါသေးတယ်အဲ့ဒါလေးတွေကိုဆရာမဒီနေ့ဆွေးနွေးပြချပေးမှဖြစ်ပါတယ်အဲပထမဆုံးနေအဲမှားတတ်တဲ့အကြောင်းအရာလေးပေါ့ပေါ့နော် ကျမတို့ဟာဒီဆမ်မားရူမြန်မာနိုင်ငံမှာမိခင်တွေအများစုဟာအဖေတွေအများစုอ่ะပေါ့เนาะအဲကလေးတွေဖြားပြီဆိုရင်တို့ဘယ်လိုထင်ကြလဲပေါ့เนาะအဲကလေးတွေဖြားပြီဆိုရင်အပူရှက်တယ်အဲဒီအေးပတ်တယ်ပေါ့เนาะအဲ့လိုထင်တဲ့အခါကျတော့ကလေးတွေကိုဘာလုပ်လိုက်လဲဆိုတော့ပထမဦးဆုံးဖြားပြီဆိုလို့ရှိရင်အဲအင်ဂျီအထူးနည်းနည်းထူးရဲ့အသားတွေပြီးတော့လက်ရှည်တွေဘောင်းမီရှည်တွေပြီးဟုတ်ကြတယ်ဘောင်းမီရှည်တွေပြီးဟုတ်တယ်ပြီးတော့ဒီလေစိမ်းတိုက်လို့မရအောင်ပေါ့เนาะအဲ့လိုမျိုးနဲ့ဒီဟိုဟာလေးတိုက်မဲ့ ဒီဒီဝင်ရက်ကောင်းတဲ့နေရာတွေကိုအကုန်လုံးဘရင်းမောက်တွေပိတ်ထားမယ်။ဟာမမပန်ကားတွေလေလေစိမ့်တိုက်ခိုင်းလို့မရအောင်ပန်ကားတွေပိတ်မယ်။အဲကွန်ရှင်ရဲ့လူရလည်းအကုန်မဖွင့်တော့ဘူးပေါ့နော်။သူကတော့ကလေးကိုအဲဒီလိုမျိုးထပ်ပြီးတော့ဟိုအေးပမာဆိုလို့ပေါ့နော်။ဒါပေမဲ့ဒီလို use ဒီလိုမျိုးလုပ်တာတွေကမှားတော့မှားနေရယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကလေးတယောက်ကဖျားပြီဆိုလို့ရှိရင်ဆရာမတို့ကအဖျားချစီတိုက်လိုက်တယ်။ဒါပေမဲ့အဖျားချစီတိုက်ပြီးမဲ့ဒီလိုမျိုးကချင်းအပူချိန်တက်မဲ့ဟာတွေထက်လောက်တဲ့အခါမှာ တာမန်ကလေးတယောက်ကြီးအခုချိန်ပုံမှန်ဟိုပုံမှန်နည်းနည်းလေးပဲအများကြီးတက်တဲ့ကလေးမဟုတ်ရင်တော့ဟိုအဆင်ပြေရပါတော့ဒါပေမဲ့အရန်ဖြားနေတဲ့ကလေးမှာအဲ့လိုသွားလုံးပြီးလို့ရှိရင်ကလေးကဘာဖြစ်တယ်လဲဆိုရင်အရန်အပူကြီးသွားပြီးတော့အဲတက်တဲ့အထိဖြစ်နိုင်တယ်ပေါ့နော်ဒီအတွက်ကြောင့်ဒီပထမဦးဆုံးဆံမအနေနဲ့အကြံပေးချင်တာကတော့ပထမဆုံးကလေးဖြားပြီဆိုရင်နံပါတ်1အပူချိန်တိုင်းပဲပေါ့နော်အပူချိန်တိုင်းမှုအတွက်သမိုမီတာ digital thermometer ရဲ့အခုချိန်မှာ စားလာပြီပေါ့နော်အဲ digital thermometer လေးအိမ်တိုင်းမှာရှိကြပါတယ်အဲ့ဒီ digital thermometer လေးကအရင်လည်းမြန်တယ်ခလေးကိုပထမဆုံးဟိုဟာဒီပိတ်လိုက်ပြီးရတယ်အဲဒီဂျိုင်းသားတို့ဘာလို့မှထည့်မယ်ထည့်ပြီးလို့ရှိရင်အဲဟိုသူ့ကိုစက္ကန့်မိုင်းထားမယ်ပေါ့နော်အဲအန်တမီလာကိုဖတ်လို့ရပြီပေါ့နော်အဲ့တော့ဒီပထမဆုံးမှာဒီတာမန်အပူချိန်ပေါ့ဒီကြောက်ရဲ့တာမန်အပူချိန်တော့ပြင်ပမျိုးတီးကိုလိုတယ်အဲ့တော့သူ့ရဲ့အပူချိန်ပြောမယ်ဆိုရင်တော့68.6 20.6ပေါ့ဒီဂရီဖိုင်ဟိုက်အနေနဲ့ နော် Celsius ဆိုလို့ရှိရင်နော်37 degree Celsius ဒါပေမဲ့အဖျားကြီးပြီဒါ normal body ပေါ့နော်ပုံမှန်အကူချိန်ဖြစ်တယ်အဖျားကြီးပြီဆိုရင်နော်38 degree ဖြစ်မယ်နောက်တစ်ခုက100ကျော်မယ်ပေါ့နော်100ဆကျော်ပြီဆိုရင်နော်ဒါဖျားရဲလို့ဒီကလေးတောင်သတ်မှတ်လို့ရတယ်အဲ့တော့ပထမဆုံးခိပင်းမေးလေးကိုအနေနဲ့ခလေးကိုအဖျားတိုင်နေတယ်။အဖျားတိုင်ကိုအဖျားရှိပြီဆိုရင်တော့ဟုတ်ပြီ။ဒါပေမဲ့တချို့ဟိုဟာဒေတာတွေမှာဒီသမိုမီတာတွေမရှိဘူးပေါ့နော်။တချို့တွေကတော့ခလေးကိုခိုင်းကြည့်လိုက်တော့ ရမ်းပူနေတယ်ဒါဆိုလည်းတိုက်ရမှာပဲအဖျားမရှိဘူးဒီကသမိုမီတာလည်းမရှိဘူးမယ်အဖျားနေရပေါ့ဒီလိုပါစီသမိုတိုက်ရမှာဟုတ်တယ်အဲ့တော့နောက်ရမ်းလည်းပူတချို့ကတော့နည်းနည်းငုံငွေလေးပဲပူတာမျိုးရှိရဲ့ရမ်းပူလေသမိုလေရမ်းပူပြီးတော့မဟုတ်ဘူးအဲ့လိုမျိုးအခြေအနေရှိရပေါ့နော်ဒါမျိုးလေးအခြေအနေမှာဒါလက်နဲ့ပဲတိုက်လိုက်တာပေါ့နော်ဒါမျိုးကတော့အဟုတ်ပါပြီနံပါတ်၁သမိုမီတာဖြစ်ဖြစ်လက်နဲ့ပဲဖြစ်ဖြစ်တိုက်လိုက်တယ်နံပါတ်၂အနေနဲ့ကတော့ဘာကြီးဆက်လုပ်နေလဲပေါ့နော်အဲ့တော့ ဆေးထိုင်မယ်ပေါ့နော်။ဘာပါရာဆီတမောအရေးမှာကြာတော့မျိုးအစားလေးရှိရဲ့။ဒါကလေးဒီအငယ်လေးတိုက်တဲ့ drop ဆိုတဲ့ဟာလေးပေါ့နော်။အဲ့ဒါကတော့တကယ်အမီလီဂရမ်မှာ1 cc ပဲပါတယ်။အဲ့တော့အဲ့အတွက်ကြောင့်ကလေးကိုတိုက်ရအရင်နည်းတယ်ပေါ့နော်။ကလေးခန္ဓာကိုယ်အလေးချိန်နဲ့တိုင်းပြီးတော့ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်းတိုက်ဖို့လိုတယ်။အရင်များွားလို့ရှိရင်ကလေးအတွက်အငယ်ရှိပါတယ်။အဲ့အတွက်1 drop ချိုးက125 mg နဲ့150 mg မှာ5 cc ပါတယ်။ ဒါလေးတွေတခြားကြည့်ဖို့လိုတယ်เนาะဒီအညွန်လေးတွေကိုအဲ့တော့125ကို250ထင်ပြီးတော့250ထင်ပြီးတော့နည်းနည်းလေးပဲတိုက်နေလို့ရှိရင်လည်းအပြားမကြောက်တကယ်လို့120ကိုအဲ120ကိုတကယ်250ပါရဲ့ဟာကိုမြန်မာတရား၄၀ပဲထင်ပြီးတော့ 5cc တက်တိုင်းနေတယ်တခါလေးခလေးကများသွားနိုင်တယ်ပေါ့နော်ပါစီတမောပမာဏပါပါစီတမောပမာဏကိုသူ့ရဲ့အလေးချိန်နဲ့ခလေးရဲ့ body weight နဲ့ကိုက်နေတယ် ဟောပေါ့သူအရှင်ကိုပဲတိုက်ဖို့လိုမယ်ပေါ့နော်အဲ့တော့ဘလောက်ချက်ချားပြီးတော့တိုက်လို့ရလဲဆိုရင်6မိုင်ချားပြီးတိုက်လို့ရတယ်အမှန်တရားပြီးတိုက်လို့ရရတချို့အရန်အဖျားချင်းရဲ့ခလေးမှာတော့၄နာရီကြာချင်တော့အနည်းဆုံးတော့ချားပြီးလို့လုပ်မယ်ပေါ့နော်အဲ့တော့ဒီကြားထဲမှာနမတ်ညင်းနေတဲ့ဒီအဖျားချစီတိုက်တယ်ဒါပေမဲ့တချို့ခလေးမှာအရန်အန်နေရပေါ့နော်အရန်အန်နေ ောက်တစ်ခုကညာဘက်ဒီမှာဆိုလို့ရှိရင်ခလေးကငယ်တော့အဖျားကြီးရမယ်ခလေးနှိုးပြီးတော့တိုက်ရမှာခတ်တယ်ပေါ့နော်အဲ့လိုမျိုးခလေးအတွက်ဆိုရင်တော့ပါရာဆီတမောဒီဆအိုးအတွင်းကိုထည့်ပါရာဆီတမောပေါ့ပေါ့နော် suppository လို့ခေါ်ပါတယ်အဲ့ဒါကိုတော့ထည့်ပြီးလို့ရတယ်ပေါ့နော်ခလေးအိမ်လေးလို့ခလေးကမတောက်နိုင်ဘူးဒါမှမဟုတ်အရန်အန်လေးလို့မတောက်နိုင်တဲ့ခလေးမှာတော့အဲ့ဒါမျိုးလေးသုံးပြီးလို့ရတယ်ပေါ့နော်အဲ့ဒါအဲ့ဒါနံပါတ်1နေတယ်နံပါတ်3အနေနဲ့ကတော့ခလေးတွေဒီဦးနာဆရာမပြောတယ်ဒီဝက်စားအထူးကြီးဝက်ပေးရဲ့ကိစ္စကြီးဝက်စားပပလေးတွေ အမောင်ခြေသားလေးတွေစပန်သားလေးအားလေးတွေချောင်းချောင်းချီချီလေးဝတ်ပြီးကုန်လို့မယ်ဒီကလေးရဲ့ပဝင်းချင်းနံပါတ်လေးနည်းပဝင်းချင်းကိုတော့ဒီလူဝင်ရက်ကောင်းတဲ့နေရာလေးဖြောင်းလို့ပြီးမယ်အဲကွန်းလေးတွေကိုတော့ဒီပုံမှန်ပေါ့နော်အရင်လဲအေးမဟုတ်ဘူးအရင်အပူလည်းမဟုတ်ဘူးနဲ့အခုချိန်ထိမ့်နေပြီးတော့လုပ်ထားပေးမယ်ဆိုတော့အကောင်းဆုံးပဲဖြစ်တယ်အဲတကယ်လို့မီးမလာဘူးဆိုလို့ရှိရင်လည်းဒီဘာကလေးကိုလူဝင်ရက်ကောင်းတကားလေးတခြားဖွင့်ပြီးရလူတိုက်တဲ့နေရာလေးမှာ အီအီလေးထားအီအီလေးဖြစ်အောင်တော့ထားပြီးသားတော့အကောင်းဆုံးဖြစ်တယ်ပေါ့နော်အဲပန်ကာရှိမယ်ဆိုရင်လည်းပန်ကာကိုဖွင့်ပေးမယ်ဆိုရင်ခလေးရဲ့ဓာတ်ရိုက်တော့မဟုတ်ဘူးခလေးရဲ့အပီးတစ်ဖက်မှာပန်ကာလေးဆက်ပေးတာချင်းဖြစ်ဒီဝင်လေးလေးဝင်ရက်လေးကောင်းနေအောင်လုပ်ပြီးလို့ရတယ်ပေါ့နော်အဲတော့နမန်ကားနေနဲ့တော့ရေဘက်တိုက်လို့ရတယ်ခလေးကိုရေဘက်ရွှဲရွှဲလေးတိုက်ပြီးဖို့လို့အရင်အမှုချင်းနေပြီးကိုပြန်တိုက်ရမယ်စီးချင်ရလည်းမရောက်သေးဘူးတို့ဟိုဟာပေါ့ဒိုနေသေးရပေါ့နော်အဲခလေးကအပြားရန်တက်လာပြီဆိုရင်တော့ဒီကိုလုံးကို အင်းချိုးပြီးတော့ရေဖက်ရွှဲရွှဲလေးတိုက်ချမယ်ရေချိုးလောက်အောင်ရေးပါပေါ့နော်ဂျိုင်းကြီးပေါင်ကြီးကိုအဓိကတိုက်မယ်အဲ့တော့အဲ့ဟာကို3မိနစ်လောက်တိုက်ပြီးပြီးလို့ရှိရင်ခလေးကိုတစ်ခါလိုက်ရေဖက်ရေအချောင်းနဲ့ပြန်တုပ်ပြီးတော့ဒီခလေးကိုဟိုအင်းအင်ဂျီပါပြန်ဝတ်ပေးလို့ရပါပေါ့နော်အဲ့အရာလေးလုပ်ပြီးမယ်နောက်တစ်ခုကဒီအစားအသောက်ပေါ့နော်ခလေးတွေကိုမိခင်တွေပေါင်နေရကြီးပထမဆုံးဖြားပြီးဆိုရင်သိအစားမကျွေးတော့သူတို့အစားမဟိုပါပေါ့သူတို့ကဟိုအဖတ်မကျွေးချင်တော့ပေါ့နော်ဒီခလေးကိုအဲ့ဒါကျွေးပို့ဖြားတက်တက်တယ်လို့ စားနေရှိရပေါ့အဲ့ဒါတွေကလည်းမှားပါတယ်ခလေးဟာဒီဖြားလို့ရှိရင်ပိုကျွေးမယ်ပိုတိုက်ပြီးမယ်အဲ့တော့ပိုကျွေးမယ်ဆိုတဲ့သဘောကတော့ဗာလေးတွေဆိုတော့ပျော့ပျော့ပြောင်းပြောင်းလေးယူကျွေးပြရမယ်အရင်မှရဲ့အစားအစာလေးကျွေးပြလို့မရဘူးတို့လေးကအစာနေရတယ်အဖျားရှိလာလို့ရှိရင်အစာတော့နေရတယ်အဲ့တော့အဖျားကျတဲ့အချိန်ကျရင်တို့လမ်းနေတို့ဆော့နိုင်တဲ့အချိန်နေဆိုတော့တို့အစာပိုကျွေးပြလို့ရတယ်တို့ပုံမှန်ထမင်းလေးပျော့ပျော့လေးကျွေးလို့ရတယ်ပုံမှန်စားတဲ့အတိုင်းလည်းပြန်စားလို့ရပါတယ်အဲ့နောက်တစ်ခုကကျတော့ဒီ ဟိုကအစားတောက်ပြီးအရေပေါ့နော်အရေကတော့သူပိုတိုက်ပြီးမယ်အရေဆိုတဲ့နေရာမှာရေးပါမယ်တစားရေကတော့ဒီအန်ရဲ့ခလေးဒီမှာဒီချွေးထွက်များနေတဲ့ခလေးမှာတိုက်ပေးလို့ရတယ်နောက်တစ်ခုကအာဒီအသီးအနှံဖြော်ရည်ဒီသူတောက်ဟိုအသီးအနှံဖြော်ရည်ပိုးပြီးတော့တိုက်ပြီးလို့ရတယ်ပေါ့နော်အသီးလက်ဆက်တဲ့အသီးအနှံဖြော်ရည်အဲ့လိုအရေကြီးတိုက်လို့ရတယ်တစားရေအတွက်ကတော့ဒီမချောနေတဲ့အန်ရဲ့ခလေးချွေးရန်ထွက်နေခလေးမှာဆိုတော့တစားရေတိုက်ပြီးခုလို့ရပေါ့တစားရေကိုဖြောမယ်ဆိုရင်တော့သူ့လည်းတိကျတယ် တချို့စားတိုင်းပဲဖြောဖို့လိုတယ်။ဒစားရည်ကိုရေနဲ့နဲ့နဲ့ပဲဖြောလို့ရှိရင်ဒစားတက်တည်ဆိုဒစားတက်တည်အရင်များသွားတယ်ဆိုလို့ရှိရင်ခလေးအတွက်အငယ်ရှိရယ်။အဲ့တော့နည်းနည်းအရင်ရေအများကြီးနဲ့ဖြောလိုက်လို့ရှိရင်လည်းဒီမှာအာနိသင်မရအောင်ပေါ့နော်။အဲ့လိုအချက်တွေရှိမယ်။ အဲ့တော့နောက်တစ်ခုကတော့ဆရာမဒီဟာလေးဒီအချိန်လေးလေးလုပ်ပေးပြီးပြီလို့ရှိရင်တော့ခလေးကိုတခြားပါလုပ်ပေးတဲ့နေလဲဆိုတော့ခလေးကိုအငြင်းလက္ခဏာစောင့်ကြည့်ပြီးရဲ့အချက်ပေါ့နော်။နောက်ဆုံးတော့ဘယ်အချိန်မှာကိုယ်ခလေးကိုဆရာဝန်နဲ့ဉာဏ်ပြသဖို့လိုလဲဆိုတဲ့အငြင်းလက္ခဏာလေးတွေကိုတော့သိချသိထားဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီတစ်နှစ်အသက် တစ်နှစ်အောင်ကလေးမှာဆိုရင်ဒီအဖျားကြီးရဲ့ကိစ္စလေးကြီးကအရေးကြီးပါတယ်အဲ့တော့ခင်အသက်တစ်နှစ်အောင်မှာမှာသူက၃လအောက်ကိုအရန်ဖျားကြီးရဲ့ကလေးကမိခင်တို့လည်းတိတ်မဆုံနိုင်မှိန်နေဆိုရင်တော့ဆရာအောင်လည်းအငြင်းဆုံးပြတ်တတ်တယ်မှာရင်ဆရာအစီအစဉ်ဆိုတော့အငြင်းဆုံးသွားတတ်မှာ ဒီအသက်3လကျော်ပြီးတစ်နှစ်အတွင်းမှာဆိုလို့ရှင်เนาะခလေးအဖျားကြီးကတရက်ကျော်ပြီးနောက်တစ်ခုကဒီခလေးကဆိုလို့ရှင်မိန်းနဲ့အစာမောင်းဘောဘောနို့ဟာနို့မတောက်နိုင်ဘောเนาะသူကအဓိကတော့နို့တောက်တာဆိုနို့တောက်အရေးသက်ခန်းချောက်တယ်ရှူရှူပေါက်တာနဲပြီဆိုရင်ခလေးကိုဒီဆက်ရဆေးရဆေးကံကိုအမြဲဆုံးပြတ်တာပုံလို့ပါတယ်အဲတစ်နှစ်ထက်အထက်ဆိုလို့ရှင်เนาะခလေးတွေအနေနဲ့ဆိုလို့ရှင်เนาะဒီခလေးကလုံးဝအရေးမဝင်ဘူးဒါမို့ရင်ခလေးက အဖျားသုံးရက်ထပ်ပူဖျားမယ်အဖျားချီးပြီးတက်တဲ့အထိဖြစ်မယ်အရှိမဝင်အသက်ရှူမြန်တဲ့အလွန်မင်းအန်နဲ့ရေတခန်းချောက်တဲ့စီးပေါက်တာနေတယ်အဲ့လိုအခြေအနေရှိမယ်ဆိုရင်ဆရာဝန်နဲ့ဒီတက်ချွမ်းသားလေဆရာဝန်ကြီးနဲ့အမြန်ဆုံးပြသဖို့လိုပါတယ်ဒီအခြေအနေလေးကိုလည်းမင်းဖိဖိမေမေကိုသိထားဖို့လိုပါတယ်ပေါ့နော်အဲ့တော့ဒီဒီဗီဒီယိုလေးမှာဆရာမအခုပြောရတာဆိုရင်တော့အချင်းချောင်းနေနေရတော့ပထမဆုံးဒီအဖျားတိုက်ကြည့်မယ်ပေါ့နော်ခလေးနံပါတ်1နေနေရတော့ပါစတမောကြီးတိုက်မယ်နံပါတ်3ကတော့သူ့ကိုဒီ အဖွဲ့စားလေးတွေသူ့ရဲ့တောင်းဝင်းချင်းအေးတောင်းဝင်းချင်းလေးတွေကိုအေးအောင်လုပ်ပေးတာလေးတွေနောက်တစ်ခုကရေဘက်တိုက်တာလေးတွေနောက်တစ်ခုကဒီဟိုပါအစားတောင်းလေးတွေကိုဘယ်လိုကျွေးပွေးပေးမလဲရှင်းပိုတိုက်ပေးမယ်ပေါ့နော်။နောက်အနေလက္ခဏာတွေစောင့်ကြည့်ပေးမယ်။အဲဒီဗီဒီယိုလေးမှာတော့ဆံမဒါလေးကိုရှင်းပြရတယ်ပေါ့။တော့ဖိဖိမိမိတို့အနေနဲ့တခြားမရှင်းတဲ့ဒီပြောပြသွားဆံမအခုပြောပြသွားတဲ့အကြောင်းအရာလေးတွေမှာ မရှင်းတဲ့အချက်လက်လေးတွေတခြားသိချင်တဲ့အချက်လက်လေးရှင်းလဲဆရာမအောင်မြင်ရလို့ရပါတယ်ဒီဗီဒီယိုလေးရဲ့အောက်ရဲ့ comment မှာမြင်ရလို့ရပါတယ်အဲ့တော့ PP မေတို့အနေနဲ့ခလေးတွေကိုဆရာမရဲ့ဒီပြောတဲ့အချက်လေးတွေပုံမှာပေါ့နော်နားနားထောင်ပြီးတော့မှာပေါ့နော်အဲဒီ PP မေခလေးအဖျားကြပြီးတော့အားလုံးချွေလန်းနိုင်ပါစေလို့ဆရာမဆုတောင်းမိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်